Hello အားလုံးပဲမင်္ဂလာပေါင်း United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်နီးပြ Ruben Amorim က The Chelsea နဲ့ပွဲစဉ်တွေပွဲကြိုတင်းစားရှင်းလင်းပွဲလုပ်ထားတယ်ဗောလေဒီနေ့မှာဆိုလို့ရှိရင်ကစားမားတွေရဲ့ injury ပြဿနာတချို့အပြင်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေပါကျွန်တော်တို့ပြောထားတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သာဆွေးနွေးသွားရအောင်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Watch လောင်းကလွှဲရင် သတင်းတွေကိုကျွန်တော် live လုပ်ပြီးတော့မပြောရအောင် ကြာပြီပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒူဒူကြရဆလိုပဲ live ဒီပါတယ်ကျွန်တော်လုတ်ထားတာပေါ့ဗျာဆိုတော့မင်္ဂလာပါဆက်သမိုင်းမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့နီးပြ MODIN ပြောတဲ့အတိုင်းမှာဒဏ်ရာပြဿနာတွေနဲ့ပတ်သက်လို့သူပြောထားတာတွေကျွန်တော်ရှိတယ်သူကပြောထားလဲဆိုတော့ delay euro နဲ့ eden heaven တို့ဒီနေ့ chelsea နဲ့ပွဲကိုပါနိုင်မလားဆိုတော့သူမသိသေးဘူးပေါ့နော်အခုချိန်မှာရာဒီရဲ့နောက်ဆုံးပွဲစဉ်တွေလည်းရှိနေတယ်လို့ europa league ဘလူးပွဲကလည်းရှိနေတယ်ပေါ့ ဒါကြောင့်ကျွန်တော်ဒီနေ့တော့ကစားမားတွေကိုတက်နိုင်သည်များပါနိုင်ဖို့အကောင်းဆုံးတော့ကျွန်တော်ကြိုးစားသွားမယ်။ဒီနေ့ပွဲမှာပါဝင်နိုင်ဖို့ကတော့မတိသေးဘူးပေါ့နော်။ကစားမားတွေအကုန်လုံးကပြောရမလဲဒီထပ်ပါတော့လက်ရှိယူရိုပါလိဘူလူဘဲကိုအင်မတန်ကစားကျင်ကြရတယ်ပေါ့။နော်ဒါအပြင်ချယ်ဆီနဲ့ပွဲစဉ်ကိုလည်းလိုက်ပါနိုင်ပွဲလားဆိုတော့လေသူကတော့မထင်ဘူးပေါ့နော်။ဒဏ်ရာရနေတဲ့လက်ရှိဒဏ်ရာကြုံနေရတဲ့ကစားမားတွေချယ်ဆီနဲ့ပွဲစဉ်မှာလိုက်ကစားနိုင်မယ်လို့သူမထင်ဘူးပေါ့ဗျာ။ဟိုဒါပေမဲ့လို့ဘူလူဘဲမှာတော့ ူတို့တွေကကစားမတချို့ကတော့ပါဝင်လာနိုင်တဲ့အလားအလာတော့ရှိတယ်ပေါ့နော်ဒီကိုဒါလို့ဆိုလို့ရှိရင်လက်ရှိဘလူးဝဲကိုပြင်အမိပေါ့နော်ဒါအရင်ကြိုးစားနေတယ်ပေါ့ကစားနိုင်ဖို့ကျွန်တော်ကတော့ဘာရစ်မန်တော့သူမယူခြင်းဘူးအချင်းကြီးအားလုံးကိုသူတေချာတော့စောင့်ကြည့်နေတယ်ဘလူးဝဲအတွက်အရင်ကြိုးစားနေတယ်ပေါ့အကောင်းဆုံးလူစိရင်နဲ့ရှင်ပြိုင်နိုင်ဖို့အတွက်ပေါ့ဗျာဆိုတော့ဒါဒီက injury နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရရင် အသင်းမှာဘိုလူဝဲမှာတော့ကစားမတချို့ထားပါတော့တယောက်နှစ်ယောက်လောက်တော့ပြန်ပြီးတော့အသင်းရဲ့လူစင်းနဲ့မှာပါနိုင်နေဆိုတဲ့သဘောပဲချဲစီနဲ့ပွဲမှာတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပွဲအတိုင်းပဲမြင်ရမှာဘာမှတော့ကျွန်တော်တွေ့ရအောင်မမဟုတ်သေးဘူးပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ဗာနေကစားခဲ့လေပြီးခဲ့တဲ့နေ့ကဘရန်ဖူနဲ့လာဟုတ်ပေါ့နော်ကျွန်တော်တို့ဒီဝက်ဆမ်နဲ့ကျွန်တော်တူးစီနဲ့ကျွန်တော် ရှုံးနေအဲ့ဒီပွဲစဉ်ကလူစင်းအတိုင်းပဲ သူတို့မြင်ရဖို့ရှိတဲ့အနေထားမျိုးပဲဆိုတော့ဒီလစ်ကောနော်လန်နီယူရူကောအီဒင်ဟေဗင်ကောသူတို့ကမပါနိုင်ဘူးအဲ့အီဒင်ဟေဗင်ဆိုကြားလာပြီတော့မင်းတိလားအီဒင်ဟေဗင်ဆိုလို့ရှိရင်အဲ့ပေါ်လေသူဖြစ်သွားတဲ့ဒဏ်ရာကလည်းစူစူဝါးဖြစ်သွားတာကိုအီဒီယုံကဒါပေမဲ့လို့အသင်းဘက်ကထုတ်ထားတဲ့ကြေညာချက်တွေကိုကျွန်တော်ကြည့်ရင်သတင်းတွေကိုကျွန်တော် report တွေကိုကျွန်တော်ကြည့်ရင်အရင်ဟဲဗင်ကအဲ့လောက်ထိမစူးဘူးလို့နော်ပြီးလို့ရှိရင်ပြန်ကစားနိုင်ဘူးနီးဆက်နေပြီဆိုတဲ့သတင်းတွေကျွန်တော်တို့လွှင့်ထားတာအခုချိန်ဒီအရင်ဟဲဗင်ကမပါနိုင်ဘူးဒါယာတီကကုံတော့မယ် ဒီကောင်လေးကဟိုစီနီယာအသင်းကြီးမှာပူပေါင်းပြီးတော့ကစားတာတိတ်မကြသေးဘူးဒါပေမဲ့လို့သူ့ရဲ့အရေးချင်းကိုကျွန်တော်ကောင်းကောင်းမြင်နိုင်နေဗျာเนาะအတိုင်းအတာတကူဒီ listen to marines တို့ဘာလို့မရှိတဲ့အချိန်မှာဟိုသူ့ဟာနဲ့သူအားကိုးရတဲ့အနေအထားတကူဒီကျွန်တော်ရှိနေတာနော်တိုင်းမျိုးလည်းရှိမှာအခုချိန်ကြီး Aiden Heaven တို့ဘာလို့ကျွန်တော်တို့ဒါပြန်ပြီးတော့မကစားနိုင်သေးဘူးပေါ့နော်ဆိုတော့ဒါကြောင့် Euro ရော D-League ရော Aiden Heaven ရော Chelsea နဲ့ပွဲစဉ်မှာပါနေဖို့တော့မရှိဘူးเนาะဒီကိုဒါလောက်တို့ဘာလို့အပြင်ဒဏ်ရာရနေတဲ့ကစားသမားတွေကတချို့ကတော့ ယူရိုပါလိဘူလူပွဲမှာတော့ကျွန်တော်ပြန်ပြီးတော့ပါနေတယ်ကျွန်တော်တို့ယူရိုပါလိဘူလူပွဲကဒီ Chelsea နဲ့ပွဲစဉ်အပြီးတာနဲ့ကျွန်တော်ကကစားမှာပေါ့နော်ဆိုတော့အတင်းတွက်အဲ့ဒီပွဲစဉ်ဟာအများကြီးရေးကြီးပါတယ်နော်ကိုဒီအတွက်အကယ်လို့မြန်ယူရိုပါလိမရခဲ့ဘူးဆိုရင်ဒီရာဒီဟာတော်တော်ကိုဟိုဘယ်လိုပြောမလဲမြောင်းနေရောက်မှာဗျာနော်အရာအလုံးကိုကျွန်တော်အနေနဲ့ဒါပြောင်းလဲနိုင်စွမ်းရှိတာဒီယူရိုပါလိဖိုင်နယ်ပဲဟိုနော်အဲ့ဒီမှာဘူလူပွဲမှာဖလားရမှအချိန်ကြီးကကောင်းမှာမဟုတ်လို့ရှိရင်တော့ကိုရီတော့ကိုဘလို့မှလွယ်မကူမနေဘူးပေါ့ဗျာ ။ဒါအပြင်သူဆက်ပြီးတော့ပြောထားတယ်။ရှေ့ပွဲတင်းစားရှင်းလင်းပွဲတော့ကပေါ့နော်။အဲဒီလိုအချိန်ကြီးတွေဆိုလို့ရှိရင်နီးပြရာတို့ကိုတခြားတယောက်ယူသွားလိမ့်မယ်ပေါ့။မင်းဒီလိုပြောခဲ့တယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘလူအချိန်ကြီးရှိလဲပေါ့နော်။ဘာကြောင့်မင်းအဲ့လိုပြောခဲ့ရတယ်လဲပေါ့။နော်ဆိုတော့ကျွန်တော်ဒီကိုရောက်လာခရေကပြင်မလားဟူဆန်ဂျင်းနေဒီဆန်ဂျင်းနေအကြောင်းအမြဲတမ်းပြောတယ်ပေါ့နော်။ပရီးမီးယားလိမ့်မှာမန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးကဒီလိုရလက်တီရနေတာကိုသူဘာမှမပြောဘဲနဲ့တော့မနေနိုင်ဘူးပေါ့လေ။ လက်လျှော့ဖို့ဆိုတာကတော့သူ့အနေနဲ့အဝေးကြီးမှာပဲရှိသေးတယ်ပေါ့နော်လက်ကတော့လျှော့မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီတက်ပို့ပြီးတော့ကစားပုံကျွန်တော်ကောင်းမှရမယ်အဲ့လိုမှမကစားနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နေရာတွေကိုတခြားတရားတခြားသူတွေနဲ့အစားထိုးပစ်မှာပဲပေါ့ဒါပုံမှန်ပဲဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒီနေရာမှာဗျာကျွန်တော်ပြောချင်တာကတကယ်တမ်းတွေးကြည့်ဗျာတွေးကြည့်တွေးကြည့်ကျွန်တော်တို့ကတော့ဘောနော်ကျွန်တော်ကတော့တိတ်တော့အပြစ်တော့မမြင်လို့ပါဘူးနီးပြားနဲ့ပတ်သက်လို့ရှိရင်ထားပါတော့ယာဒီအလဲကြီးသူရောက်လာတယ်ဘာယာဒီကျိုးပြင်ဆင်မှုမှမရှိဘဲနဲ့သူရောက်လာတယ် အတင်းဘက်က full backs အတွက်တည်ထားတဲ့ system မှာ3 back နီးပြကိုကျွန်တော်တို့ခေါ်တယ်။နော် every time ခါရဲ့လက်အောက်မှာသူက4 back နဲ့ကစားလေးရှိတယ်။နော်အဲ့လေ4 back နဲ့ကစားလေးရှိတဲ့နေရာမှာကျွန်တော်တို့ every time ခါရဲ့လက်အောက်မှာကစားမတွေရာကျော်ရာကျော်တန်း6ရာတော့ကျွန်တော်တို့တုံးနေ။ဒါပေမဲ့နောက်ထပ်နီးပြတစ်ယောက်ပြောင်းတော့ကျွန်တော်တို့3 back နီးပြကိုကျွန်တော်ခေါ်တယ်။ဒီနေ့ပြောက်ခေါ်တယ်ဒါအပြင်ဇန်နဝါရီပြောင်းရွှေ့မှာလေ battery to cool လောက်ကလွှဲရင်ဘယ်ကစားမှမကျွန်တော်အစားထိုးမပေးနိုင်ဘူး ဒါပြင်ကိုရီမာရှိတဲ့အန်တိုနီဆန်တိုးစ်တို့ဂျေဒန်ဆန်ချူတို့မာကတ်စထရက်ချ်ဖို့တို့မာလာစီယာတို့ဒီလိုကစားမားတွေကိုကျွန်တော်အငှားနဲ့လက်လှုပ်တယ်။ပြန်စားထိုးပေးတာဆိုတော့နော်တူတူချာချာကြီးကျွန်တော်မရှိဘူးနော်။အဲ့လိုမျိုးဆိုတော့အသင်းကဘလူးမန့်ဒီနီးပြရဲ့လက်အောက်မှာကောင်းလာဖို့အခြေအနေမရှိဘူး။တကယ်လည်းကောင်းမလာဘူး။သို့တော်လည်းပဲမိမမင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအဆင့်16အဆင့်19ဆိုတာမျိုးကြီးကဘလူးမန့်လက်ခံလို့ရတဲ့အရာမျိုးကြီးဟုတ်မနေဘူး။ မရှိမှဗျာနီးပြတွေစုတ်ပြတ်တက်ခဲ့ပါတယ်ဆိုတဲ့နီးပြတွေအောက်မှာတော့မှဒါမျိုးမမြင်ရဘူး AC Milan တို့ဘာလို့သူတို့ရဲ့ Italy Serie A မှာဒါမျိုးမမြင်ရဘူး AC Milan တို့ဆိုလို့ရှိရင်ပြန်တွေးကြည့်ရင်ဒါကောင်းနေတဲ့အသင်းတွေမှာမပါသေးဘူးเนาะတော်တော်ကိုကျသွားတာအခုချိန်ကြီးပြန်ပြီးတော့ဥမမောနိုင်နေဘူး Inter ကတော့တွေ့တူလက်ရှိမှာဥမောနေပြီဒါပေမဲ့ AC တို့ကအဲ့လိုမျိုးတအားကိုကျနေတာဒါပေမဲ့ဘယ်တော့မှအစင်းစစ်ချောက်ဆက်ကွန်မရဘူး เนาะကျွန်တော်တို့လက်ရှိဟိုဗာလဲဘိုင်မြူနစ်တို့ဗာတို့ထားပါတော့ဗျာဒါသူတို့ကတော့ညီကတို့မြင်မှာပေါ့เนาะဒါတကောင်းနေပြည့်တဲ့ league တို့ဗာတို့မြင်မှာပေါ့เนาะဒါအပြင်စပိန်လာလီဂါတို့ဗာတို့เนาะအနည်းဆက်ဆုံး Premier League တို့ဗာတို့เนาะအာဆင်နယ်တိုင်ပတ်တဲ့ဘယ်တော့မှဆက်ရောက်ဆက်ခွန်မရဘူးအာဆင်နယ်တိုင်ပတ်ခဲ့တဲ့ယာတီတွေကျွန်တော်တို့ရှိတယ်လीเนาะဘယ်တော့မှဆက်ရောက်ဆက်ခွန်မရဘူး Manchester City တိုင်ပတ်တယ်ဆိုတော့တော့မှ Champions League ဝင်ခွင့်ကအသာလေးရယ် Liverpool တိုင်ပတ်တဲ့ကာလာတွေကျွန်တော်တို့ရှိတယ်ဟာ2-30မရဖလားမရဘူးတို့ဗာတို့ပြောကြတယ်ဘယ်တော့မှတော့စူးစူးဝါမဖြစ်ဘူး ကိုရီမန်ချက်စတာယူနိုက်တက်လည်းရှစ်နှစ်တည်းမှာဘယ်တော့မှတလောက်စူးစူးဟိုးဝါမဖြစ်ဘူး။ဒါပေမဲ့တနည်းနဲ့တနည်းပိုပိုပြီးတော့ဆိုးလာတယ်။ဆိုတော့ဒါကြောင့်ပေါ့နော်။ဟိုသူတို့ပိုကောင်းအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်လူသားထိုးခံမှာပဲပေါ့။တကယ်လည်းပဲအမှန်တိုင်းပြောရင်အဲ့ဒါကြီးကအမိုရီနိုဘာလို့လဲစိတ်ပူစရာကြီးဖြစ်နေတာ။သူတို့ရောက်မန်ချက်စတာယူနိုက်တက်ကိုအမိုရီနိုရောက်တဲ့ချိန်ငါဆလို့အခုချိန်ကြီးဘာတူးတက်လာတယ်လဲ။ဘာတူးတက်လာတယ်လဲကျွန်တော်ပြောရင်ဘာမှတူးတက်မလာဘူးဗျာ။ဒီနေရာမှာနီးပြတွေကြီးပဲအပြစ်ထိုင်ပြဖို့ကတော့ဟုတ်ချင်မှာဟုတ်လိမ့်မယ်။ ကစားမားတွေအနေနဲ့တယောက်ချင်းမှားတာတွေကိုဘာတွေကိုအပါဝင် ကစားမားတွေကအများကြီးပူပြီးတော့လက်ရှိကြုံနေရတဲ့အရာတွေတဲ့ပူပြီးတောင်းဝင်ယူရမလို့ကျွန်တော်ဖြစ်နေတယ်။ဒါပေမဲ့တရားတာတစ်ခုကတော့ဒီရပါနီးပြားတယောက်မှာကတော့အကုန်တောင်းဝင်ရှိတာပေါ့ဗျာ။ဟုတ်တယ်မလားနော်။နီးပြားတွေကအရာရာကိုတခြားအသင်းတွေဆိုလို့ရှိရင်ချက်ချင်းစုသူလိုတက်လာကြတာအသင်းတွေကတအားကောင်းပြီးတော့ဒါပေမဲ့ကိုရီကျတော့အာမန့်ကိုတွတ်တက်မလာသေးဘူး။ဘယ်နီးပြားပဲကျွန်တော်တို့ကခေါ်ခေါ် တန်ဟာကိုခံတော့လေဒီတိုင်းပဲเนาะပထမဆုံးຢာစီပဲเนาะနောက်ຢာစီဒီကြတော့လေဒီတိုင်းပဲတခြားနီးပြားတွေဆိုလေဒီတိုင်းပဲသူတို့ကကောင်းမလို့ကောင်းမလို့ ਨੇ ပူပူပြီးတော့စိုးနေကြတာဒါကြောင့်သူတို့သာပူကောင်းအောင်မကစားနိုင်ဘူးဆိုလို့ရင်သူတို့နေရာတွေကိုအစားထိုးပစ်မှာလို့ဆိုပြီးပြောနေတာတဘာဝပေါ့ဗျာเนาะဆိုတော့တကယ်တမ်းကိုရီယူနိုက်တက်ကလည်းတကူကူဆိုလို့ရင်ကျွန်တော်တို့ကဗျာပြက်သားရမယ်ဒီလိုမလားပြက်သားရမယ်ကျွန်တော်တို့ဒီ Chelsea နဲ့ Chelsea နဲ့ပါလေဒီ Graham Potter ရဲ့ကာလလို့ကျွန်တော်တို့ကဖြစ်နေတာအခုလည်းဒီတေချာဘောက်ကတော့ဒီဒီချာချာသူတို့တကူတော့ဆုံးဖြတ်ရတော့မယ် ဘာတွေဆက်ပြီးတော့ဖြစ်လာမလဲတော့ကျွန်တော်ကြည့်ရမယ်။အဲမျိုးတွေကျွန်တော်တို့ရဲ့လက်ရှိအဆင့်16ဆိုတာမျိုးကဘလူးမန့်ကိုအတင်းချီနေမှာလုံးဝလက်ခံစရာเนาะကျွန်တော်ဒါမရှိတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာကိုเนาะအဲကြောင့်လက်ရှိတော့ဒီမှာနီးပြာကတော့သူတို့ဒါပူကောင်းအောင်မကစားနိုင်ဘူးဆိုလို့ရှင်အတင်းဟာအစားထိုးပြစ်မှာပဲပေါ့ဗျာ။ဒါကြောင့်ရှေ့ပွဲရဲ့တင်းစားရှင်းလေးပုံမှာတော့ကဒါမျိုးပြောခဲ့တယ်ဆိုတာကိုပြောသွားတာ မင်္ဂလာပါ okay ပါဆရာသမားကြီးတိမားတိမားတဲ့အဲဖော်မတ်ချင်မှာပြီးတော့တင်ပါအောင်တင်ပါပါကျွန်တော်ဒီနေ့ပွဲကြိုသွင်းတဲ့ချက်တွေကျွန်တော်လုပ်မှာပါနော်ဒီနေ့လုပ်မှာပါအထူးသဖြင့်ပီမီယာလိတွေကမနေ့ဖြန်သူကျွန်တော်လာကြရင်မလားနော်မနေ့ဖြန်ညဆိုလာပြီဆိုတော့ပွဲကြိုသွင်းတဲ့ချက်ကဒီနေ့ကျွန်တော်လုပ်မှာပါကျေးဇူးများတင်ပါတယ်ကုညာကားတဲ့ယူရိုပါလိရမှခေါ်နိုင်မှာလားတဲ့အဲမထင်ပါဘူးကုညာကကျွန်တော်ညီယူရိုပါလိမရလေအတင်းဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတဲ့ကစားမကစားမရဲ့ဘက်ကလည်းကျွန်တော်ညီကပျောင်းလာခြင်းတဲ့အခြေအနေမျိုးပါ ိုင်မဲလို့ပေါ့နော်ဟိုအဲ့ချင်းချီစောင့်သွားအောင်မဲလို့လည်းကျွန်တော်ထင်ပါတယ်နော်ကိုညာကတော့ဘယ်ဟာရရမရရကျွန်တော်ခေါ်နိုင်ရမှာနော်ကျွန်ကိုညာကတော့ကျွန်တော်ဟိုဟာရမတာရမလို့တော့မထင်ဘူးပေါ့နော်ဒါပေမဲ့တခြားအသင်းနဲ့အပြိုင်ခေါ်ရမယ်ဆိုရင်တော့တမျိုးပေါ့ဗျာအခုကကိုတင်းကပဲအမှန်ကန်ခေါ်ဖို့လုပ်နေတာပေါ့နော်စောင့်တော့ကျွန်တော်ကြည့်ရမှာပဲကျေးဇူးများတင်ပါတယ် အဲဆိုတော့ okay ယူရမမရလို့ရှင်တဲ့ကိုဒီကောင်းတောင်ဖော်ရမှာမဟုတ်ဘူးเนาะတဲ့เนาะယူရိုက final မှာမပါဘူးအတွက်ပဲတဲ့တော်တော်လေးတည်ကြသွားပြီတော်တော်ထင်နေပြားတဲ့เนาะအဲစောင့်တော့ကျွန်တော်ကြည့်ရမှာပေါ့လေနီးပြားကိုယ်တိုင်ကတော့အခုချိန်ကြီးတည်တယ်မလားเนาะအော်ဘယ်လိုမလို့အတိုင်းတာတစ်ခုဒီအဲတည်တည်ချာချာကြီးသူတို့ဘက်ကပေါ့เนาะပြောလာတာမှကျွန်တော်မရှိသေးတာဟုတ်ဟုတ်တယ်မလားเนาะအဲနီးပြားကိုယ်တိုင်ကောအသင်းဘက်ကောယူရိုပါမင်းပါမင်းမင်းပါမယ်မပါမင်းမင်းမပါဘူးဆိုတဲ့အကြောင်းကိုကျွန်တော်နေနေပေါ့เนาะ တေချာမပြောသေးဘူးဆိုတော့ခါကျတော့အတိုင်းနာတစ်ခုဒီစောင့်ကြည့်ရမှာပေါ့လေကျွန်တော်တို့ Chelsea နဲ့ပွဲကတော့တေချာဘာမှမပါဘူးခုနကပြောတဲ့ကစားမားတွေ Juro တို့ Delete တို့ Eden Heaven တို့ Diego Dalot တို့เนาะဒီကစားမားတွေကကျွန်တော်တို့တေချာဘာမှမပါဘူးเนาะပြီးလို့ရှိရင် Zixi တို့ဒါပေမဲ့လို့ဘောလူပွဲကြလို့ရှိရင်တော့တချို့ကစားမားတွေပြန်ပါမယ်လို့သူပြောထားတော့ဘသူတွေမှဖြစ်မလဲပေါ့ဗျာကျွန်တော်တို့ကနောက်တန်းနေလိုနေတာဟုတ်เนาะနောက်တန်းကအကြီးကြီးလိုနေတာအခုနောက်တန်းဆိုလို့ရှိရင်ဘသူမှရှိတာမဟုတ်ဘူးဘသူရှိလဲနောက်တန်းမှာဆိုလို့ရှိရင် ကျွန်တော်တို့မှာဟိုမကွာရရှိမယ်ဗျာเนาะပြီးရင်ဗျာအဲဗာလဲမာစတာဝီကျွန်တော်တို့ရှိမယ်ဗျာเนาะလင်ဒီလော့ရှိမယ်ဗျာဘာမှလုံးမရအောင်ဒါနဲ့ရဒီလားဘာမှလုံးမရအောင်ဆိုတော့ခန်းစစ်ကကျွန်တော်တို့လိုတယ်ယူရိုဒီလစ်2ယောက်တည်းကတယောက်ကတော့ကျွန်တော်တို့လိုတယ်ဗျာအနည်းဆုံး2ယောက်တည်းကတယောက်ကတော့ကျွန်တော်ပြန်လာနိုင်မှကျွန်တော်တို့ရမှာမဟုတ်လို့ရှိရင်ယူရိုပါလေးဖိုင်နယ်ကဗျာဘာမှလုံးလို့ကျွန်တော်တို့လုံးလို့ရမှာမဟုတ်ဘာမှလုံးလို့ကျွန်တော်တို့ရမှာမဟုတ်เนาะ နိပြကစားကွက်အတိုင်းသားတဲ့ယုံယုံကြည်ကြည်ကစားနေကြပြီပြောအမှားနေလို့ရှိရင်ဒီလောက်ထိစူးမယ်လို့တော့မထင်ပါဘူးတဲ့နော်အဲဘလူးဝဲဖြစ်ဖြစ်ပေါ့ဗျာသိတယ်မလားနော်ဘလူးဝဲဖြစ်ဖြစ်ပေါ့ကျွန်တော်အဓိကတော့လက်ရှိချိန်ဒီစူးဝါနေတယ်ဆိုတာမျိုးကြီးကဘလူးပြောမလဲမန်ချက်စတာယူနိုက်တက်ရဲ့စတန်ဒတ်တစ်ခုအနေနဲ့ဖြစ်ကိုဖြစ်တင်စရာအကြောင်းမရှိဘူးဗျာမိဘမေနိပြပဲပြောပြောကစားသမားတွေပဲပြောပြောနော်တယောက်ချင်းမှားတာတွေပဲကျွန်တော်ပြောပြောဘသူကိုပဲကျွန်တော်ပြောပြောအစင်ဆက်ခွန်ဆိုတာမျိုးကြီးကမင်းနှစ်ပေါင်း90ကျော်အတွင်းမှာ နော်ဟိုပရီးမီးယားလေး16ပွဲရှုံးတာပထမဆုံးညနှစ်ပေါင်း90ကျော်အတွင်းမှာ52နှစ်အတော်တွင်းမှာနော်ဘလူးမတ်ဘလူးမတ်အချီနီကောင်းမနေဘူးနော်ကျွန်တော်တို့အမ်မိုရီနဲ့ပတ်သက်လို့ကျွန်တော်ဖြစ်တွေ့ပြီးလို့ရတယ်ခုနကကျွန်တော်ပြောလို့ပြဟာယာဒီအလဲမရောက်လာတာဘသူမှလည်းသူ့ကိုဇန်နဝါရီမှာခေါ်မပေးဘူးနော်ပက်ထရစ်ဒူဂူလောက်ပဲခေါ်ပေးတာပေါ့အသင်းဘက်ကလည်းကစားမားတွေကိုအငှားချတယ်ပေါ့ပြန်ခေါ်ပေးတဲ့သူတွေလည်းမရှိဘူးပေါ့နော်နီးပြားမှာရောက်လာတော့လည်းပြင်ချင်းစင်ချင်းဘာမှရှိတာမဟုတ်ဘူးဘာညာပေါ့ အများကြီးကျွန်တော်ဖြစ်ပြီးလို့ရတယ်နော်ပြဿနာမရှိဘူးဒါပေမဲ့တကယ်တကယ်စဉ်းစားကြည့်လိုက်ပြအဆင်း16ဆိုတာမျိုးကဖြစ်တင်သလားပေါ့ကိုအောက်မှာတသိန်းပဲရှိတော့တယ်ဒါတော့မှကိုနေရအမှတ်ကကွာတာမဟုတ်ဘူးနော်ကျန်တဲ့သိန်းတွေတန်းစင်းသွားပြီတန်းစင်းသွားတဲ့အသိန်းတွေရအထက်မှာပဲကျွန်တော်ရှိတယ်ဗျာဒါဒါကြီးရလက်ခံစရာမမဟုတ်တာဟုတ်တယ်မလားနော်ဒါကြီးရလက်ခံစရာမပေါ့ကျွန်တော်ရှိရှိမှရှိတဲ့ Inios တို့ရဲ့စီမံခန့်ခွဲမှုအမှားတွေလို့လည်းကျွန်တော်ပြောခြင်းပြောလို့ရတယ် ော်လေဆိုတော့ကျွန်တော်တို့ကခန်းစီ၄ယောက်တန်းနဲ့တစ်သလုံးကစားလာပြီးတော့ဒါ3 back 4 back ကအဲ့လောက်ပြဿနာမဟုတ်ပါဘူးဒါပေမဲ့ပြောပြတာကျွန်တော်တို့ဒီခန်းစီ၄ယောက်နဲ့ကစားတဲ့เนาะနီးပြားတွေနဲ့ကစားမားတွေကိုပဲအမှန်ကန်ခေါ်လာပြီးတော့အားဖြည့်လာပြီးတော့အဒီဘက်ကစားတဲ့နီးပြားကိုချက်ချင်းကြီးသူ့အနေနဲ့သူတော်မှာသူလိမှာအဆင်ပြေနေတာကိုမရရအောင်ဟိုပင်တွန်းအားပေးဒီတွန်းအားပေးခေါ်ပြီးတော့အခုချိန်ကြီးကျွန်တော်ဘာမှဖြစ်မလာဘူးဇန်နဝါရီမှာလူအင်အားဖြည့်တင်းပေးနိုင်လားဆိုတော့လည်းဖြည့်မတင်းပေးနိုင်ခဲ့ဘူးအာစဉ်းစားကြည့်ရင်လက်ခံကြရကျွန်တော်အကြောင်းကိုမရှိဘူး လူများအသင်းတွေဆိုလို့ရင်ဒီလိုအခြေအနေမျိုးကိုလက်ခံမယ်လို့ကျွန်တော်ထင်သလားလီဗာပူးအသင်းဒီလိုအခြေအနေမျိုးကိုကျွန်တော်လက်ခံမယ်လို့ကျွန်တော်ထင်သလားဟမ်ဟိုဗာလဲအာဆင်နယ်လီဗာပူးတခြားမန်ချက်စတာစီးတီးဘယ်အသင်းမဲဖြစ်ဖြစ်ဗျာဒီလိုအခြေအနေမျိုးကိုကျွန်တော်တို့လက်ခံကြမှာမဟုတ်ဘူးဗာလဲလက်ခံကျင်စရာဟုတ်မနေလို့ပဲလက်ခံကျင်စရာကျွန်တော်ဟုတ်မနေလို့ပဲတရာဒီလုံးမှာပရီးမီးယားလိပွဲစဉ်18ပွဲကျွန်တော်ရှုံပြီးသွားပြီနော်ဒါတော့မှနှစ်ပွဲကစားဖို့ကျင်သေးတယ်နော်အဲ့ဒီနှစ်ပွဲစလုံးက Chelsea နဲ့ကစားရမယ် Aston Villa နဲ့ကစားရမယ်အခုချိန်ထိရမှတ်40မပြည့်သေးဘူး ဒီခုချိန်ဒီရမှတ်40မပြုတ်ဘယ်တော့မှမြင်ဘူးဘယ်တော့မှကြုံဘူးလို့ဆုပ်ပြတ်တက်နေပါပြီဆိုပြီးတော့ကျွန်တော်ယူဆခဲ့တဲ့ရှစ်နီးပြားတွေလက်အောင်ပါရကျွန်တော်တို့ဒီလိုမျိုးကြုံခဲ့ဘူးလားဒါကြောင့်လည်းပဲအမိုရင်ကပြောတာပဲကျွန်တော်တို့ဒီတက်ပူကောင်းမှရမယ်မကောင်းရင်တော့အစားထိုးခံရမယ်လို့ဒါကြောင့်ပြောတာပဲတကယ်တမ်းတွေးကြည့်ရလို့ရှိရင်လည်းနီးပြားကဆက်ထားခြင်းတွေကကောင်းနေတာမှမဟုတ်တာကစားအမတွေကလည်းဆက်ပြီးတော့ထားခြင်းတွေကကောင်းနေတာမှမဟုတ်တာဟုတ်တယ်မလားနော်ဟိုလက်ရှိတရားဒီလုံးနေထားနေကျွန်တော်တွေးကြည့်လို့ဟိုကိုယ့်ရဲ့အကောင့်ဆုံးကစားအမကဘယ်လိုပြောမလဲစင်ထရယ် မစ်ဖီမှာဒီပရူမှာကစားနေရတဲ့သူတယောက်တော့ပဲအကောင်းဆုံးကစားမလို့ကျွန်တော်မြင်နေရတာဆိုလို့ရှိရင်ဒါမဟုတ်တော့ဘူးဂျန်နင်ကစားမတွေဘာဖြစ်နေလဲသိရမလားเนาะဆိုတော့ injury ပြဿနာတွေကလည်းကျုံနေရသေးတာအများကြီးကျွန်တော်တို့တွေးကြည့်လို့ရတယ်ဖြစ်တွေးပြလို့ရတယ်သို့တော်လည်းပဲလက်ရှိအသင်းအချီနီကဘလူးမန်လက်ခံနေစရာမဟုတ်ဘဲနဲ့အသင်းသမိုင်းမှာအဆိုးဝါးဆုံးအချီနီမျိုးကြီးဖြစ်နေတယ်ဆိုတာမျိုးကဘလူးမန်ကျွန်တော်လက်ခံလို့ရတဲ့အချီနီမျိုးကြီးဟုတ်မနေဘူးဗျာသူများအသင်းနေဆိုလို့ရှိရင်လည်းပဲ နော်သူတို့ဒါမှမဟုတ်ကသူတို့လက်ခံကျင်စရာတွေမပါပါမဟုတ်ချက်စီဆိုလို့ချင်းကျွန်တော်ကြည်ပါလားဟိုသူတို့လောက်တာမှန်တီဖြစ်စီမာတီဖြစ်စီဒီကုန်းတစ်ခါတန်းပြောင်းပြစ်တာနော် Green Border ဆိုလဲ Green Border ဟုတ်တယ်မလားနော်သူတို့အချင်းဒီမကောင်ပြောင်းပြပြစ်တာပိုချက်တီညိုဂျားတွေမှာခန့်ခဲ့တဲ့နီးပြားတွေနဲတာမှမဟုတ်တာနော်ကျွန်တော်တို့ project project ဆိုတာအမင်းအလကားပဲအဓိက project project ဆိုတာမျိုးကကျွန်တော်တို့ဘယ်လိုနားကြားတောင်ပြောတဲ့စကားမျိုးပဲသူတို့ကြရကြီးဘာမှမဟုတ်ဘူးအဲ့ဒီ project ဟို project ဒီ project ဟို project ဒါပဲ ပြည်ရမယ်နော်အခုဘာစီလိုနာတို့ပါတော့ကဲမင်းဟန်စီဖလစ်ပထမဆုံးနှစ်ယောက်လာတော့အွန်လိုင်းခွင့်ပြီးသွားတယ်ဇာဘီတို့ပါတော့ချီနီမိုကောင်ထုတ်ပလိုက်တယ်ထုတ်ပလိုက်တာပဲနော်လက်ရှိရီယယ်မက်ဒရစ်ပြမင်းလာလီဂါကိုကျွန်တော်ရကန်နီးနေပြီဟုတ်တယ်မလားဟိုဘာစီလိုနာတော့ရကောင်းရသွားမှာပေါ့လေသို့တော်လည်းပဲချန်ပီယံလိဂါထွက်ရတာတို့ဘာလို့နဲ့နော်သူများတင်းတွေကိုလည်းရှင်မကစားနိုင်ဘူးဖြစ်ရောအခုအခုထုတ်တော့မှာဒီမှာဖလားယူပြပေးခဲ့တာပဲချန်ပီယံစိတ်တို့ဘာလို့ဒါပေမဲ့အချီနီမိုကောင်အထင်ထုတ်တော့မှာပဲသူများတင်းတွေက ဟိုသူတို့ရဲ့ standard တွေရှိတယ်ဗျအဲ standard တွေအောက်ရောက်လာပြီဆိုလို့ချင်းဘာမှသူတို့စဉ်းစားတာမဟုတ်ဘူးဟုတ်တယ်မလားနော်အဲကြောင့်ကျွန်တော်တို့ကလည်းပြည်နာကိုရီးယားရဲ့ standard တွေပျောက်လာပြီပေါ့လေပျောက်လာပြီပေါ့ဘာကြောင့်လဲဆိုတော့ခုနကပြောလိုပဲဟူဟာကြောင့်ဒီဟာကြောင့်ဆိုပြီးတော့ကျွန်တော်တို့ကအကြောင်းပြချက်တွေရှိလာပြီကိုဟိုက exception မရှိရဘူးဗျာတချို့အရာတွေကကြတော့ဆိုတော့ကိုရီးတင်းကတော့အဲ့လိုဖြစ်နေတယ်ဆိုတော့ amoring ကတော့ရှင်းတယ်အရုပ်ပူကောင်းအောင်ကစားရမယ်ပူကောင်းအောင်မကစားနိုင်ဘူးဆိုလို့ရှိရင်အပြောင်းလဲလုပ်ခံရမှာပဲတခြားသူတွေနဲ့စားထိုးမှာပဲဆိုတာမျိုးသူဒါကိုပြောထားတာ ါကသူဝက်ဆန်တဲ့ပွဲမှာသူပြောခဲ့တာပါဒါကိုသူထပ်မိတာတော့သူထပ်ပြီးတော့ပြောထားတာဆိုတော့ကျွန်တော်ကတော့နီးပြတော့ပြောင်းနိုင်မယ်မထင်ပါဘူးနော်ဇန်နဝါရီမှာလူတွေပါရီတော့အနည်းဆုံး၃ရက်လောက်တော့သူတို့ခေါ်တော့ခေါ်အောင်ခေါ်မှာပေါ့လေအနည်းဆုံး၃ရက်လောက်တော့သူတို့ခေါ်ပါလိမ့်မယ်ဆိုတော့နီးပြတော့သူတို့ပြောင်းမယ်နေထားမှာကျွန်တော်မရှိပါဘူးအဲဇစ်ဂီကဟောတဲ့ပြန်ပါနိုင်မယ်လို့ထင်လာတယ်နော်မပါနိုင်ပါဘူးဆန်သမိုင်းနော်ဘရူနိုဝိုးတဲ့ရီယက်ကခေါ်မယ်ဆိုတဲ့ဘယ်ရသတင်းကြီးကြားလာလဲတော့မသိဘူးနော်အဲ့သတင်းကြီးကျွန်တော်ဘာမှမကြားဘူးခေါ်ရလဲခေါ်မှာမဟုတ်ပါဘူးနော်ရီယက်မှာ ရီးယားမှာကစားမကောင်းနေအများကြီးပါဆယ်သမားရေနော်ဂျိုနသန်ဒေးဗစ်ကိုဗျာတဲ့အလွတ်နဲ့ရတာတဲ့ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်တယ်တဲ့နော်အတင်းတွေကတော့လက်ရှိချိန်ကြီးဗာသတင်းမှန်ကျွန်တော်မထွက်တော့မထွက်သေးပါဘူးတော့ယူရိုပါလိုင်းလာတဲ့ချဲဆီနဲ့ပွဲကယူရိုမပါပါဘူးနော်ချဲဆီနဲ့ပွဲကယူရိုမပါပါဘူးဖိုင်နယ်ကတော့မသိသေးဘူးပေါ့နော်အမ်မိုရီနောက်မှမသိသေးဘူးဆိုမှတော့ကျွန်တော်တို့ကဝေးကြီးဗျာနော် စာချင်းကပြားတယ်တော်တော်ဆူးတယ်တဲ့နော်ယူရိုပါလေးရရင်အသင်းပြိသက်တွေအောင်ပွဲမခံဘူးဥရောပကလည်းအမြင်မရောက်တစ်ခါတလေမှရတာလေးပဲနော်ဆိုင်မောင်ဒါသွင်းနေသူနော်သူဟိုသွားပါလိမ့်မယ်ကျွန်တော်တို့ကလက်ရှိမှာလက်ရှိအချိန်ကြီးကအောင်ပွဲခံရမယ့်အချိန်ကြီးမျိုးဟုတ်မနေသေးဘူးနော်ဟိုတွေ့သူနော်အမိုးဖွင့်ကားတွေပိုင်းနဲ့အောင်ပွဲခံမှုမရှိဘူးပညာဆိုတာပြဿနာမရှိဘူးနော်အဲ့ဒါအဲ့ဒါအဲ့ဒါစာချင်းကိုသွားပြီးတော့အပြစ်တင်လို့မရအောင်လက်ရှိအစင်းစကြောက်မှာယာဂျီသိန်းနဲ့ကလတ်တီတစ်ခုနေနဲ့ဒါမျိုးကိုမင်းအဲ့လောက်ကြီးပြင်းပြင်းအောင်ပွဲခံပလိုက်လို့ကျွန်တော်မရအောင် ေတယ်เนาะဟိုကျွန်တော်တို့တော်တော်တိုင်းပတ်သွားနေမယ်เนาะဆိုတော့ဘယ်လိုပြောမလဲအချိန်ကြီးကောင်းတာယူရိုပါလေးဝင်ခွင့်ရတာမရတာချန်ပီယံလေးဝင်ခွင့်မရတာရတာမရတာတွေကတကွမ်းတာအဲ့အဲ့လောက်ကြည့်ဒီเนาะအောင်ဝဲခံဖို့အမိုးဖွင့်ကားကြီးပိုင်းနဲ့အောင်ဝဲခံဖို့အချိန်ကြီးမျိုးရအင်းเนาะနည်းနည်း cringe ဖြစ်တယ်ပြသည်လားเนาะဒီလိုအချိန်ကြီးမျိုးเนี่ย ်ဆိုတော့နီးပြကိုတဲ့အပြစ်ပြောရအောင်ကလည်းပြတဲ့အသင်းကိုရောက်လာတဲ့နီးပြတွေလည်းမနေတော့ဘူးတဲ့နီးပြအမားတွေလာကစားမားတွေအမားဆိုတာလည်းမတွေ့တော့ဘူးပြတဲ့လက်ရှိမှာအကုန်လုံးကရှုပ်ရှက်တွေခက်နေတာဆိုတော့တဲ့အခုတော့ရှိတာပေါ့ဗျာတည်တယ်မလားကျွန်တော်တို့ကဟိုဟာငါတို့ကတော့ဟေးပြောင်းလဲထားတာမကြသေးလို့เนาะတည်တယ်မလားတော့မပြောင်းလဲဘူးဆိုတာမျိုးတော့မဟုတ်ပါဘူးကျွန်တော်ပြောတာရှင်းရှင်းလေးနီးပြကိုပြောင်းလဲရဖို့တော့လုံအားပေးနေတာမျိုးတွေကျွန်တော်တို့မဟုတ်ဘူးသို့တော်လည်းပဲလက်ရှိအခြေအနေကလက်ခံနိုင်စရာလားပေါ့ဒါကကျွန်တော်တို့ခုကြည့်ရမှာ မန်ချက်စတာယူနိုက်တက်လိုအချင်းညီမျိုးနဲ့အဆင့်16မှာကလက်ခံနိုင်တဲ့အကြောင်းကတစ်စက်မှရှိမနေဘူး။ဒါဟာနီးပြရဲ့တောင်းဝန်ယူမှုတွေလည်းဖြစ်ကောင်းဖြစ်မယ်။ကစားမားတွေရဲ့အမှားတွေเนาะကျွန်တော်ဒါပြောလို့ရကောင်းရတယ်။ကစားမားတွေအမြဲတမ်းမှားနေတာဟုတ်ဒီကောင်တွေအောက်တယ်မလားဆိုတော့အခုတိုးတော့ပြောင်းလဲတင်တာတွေကိုကျွန်တော်ပြောင်းလဲရမှာပဲ။ဒီတိုင်းကျွန်တော်ထားလို့တော့ကျွန်တော်မရအောင်ဒါသိကြရတယ်။เนาะဒါသိကြရတယ်။တခုခုတော့ပြောင်းလဲရမှာပဲเนาะမင်းတို့ဘာပဲပြောင်းလဲပြောင်းလဲဒီတိုင်းကြီးဒီတိုင်းကြီးအစင်မပြေလို့မှကျွန်တော်ကပြောင်းလဲဖို့ကြိုးပမ်းတာဗျအကယ်လို့ဒီတိုင်းကြီးဆက်သွားရင်ဒီတိုင်းကြီးမရှိမှာပဲဘာလို့လဲဆိုတော့ ရီးမားလိမှာတိုးတက်မှုကျူးပန်းနေတာကိုရီတည်တင်းနဲ့မဟုတ်ဘူး။ဟောအာဆင်နယ်တို့ဘာလို့ဆိုဇူဘမီနီတို့ဘာလို့ခေါ်ပြီးသွားပြီးယာဒီမကုံသေးဘူး။နော် here we go ဒီကျွန်တော်ဖြစ်သွားပြီကဲ။အာနူတို့ဘာလို့ရီယယ်မက်ထရစ်ကျွန်တော်ရောက်သွားပြီ။နော်အာနူတို့ဘာလို့ရီယယ်မက်ထရစ်ရောက်သွားပြီမန်ချက်စတာစီးတီးတို့ဟောမယ်ဒီနော်ဟိုနံပါတ်10တို့ဒီခေါ်ဖို့လုံနေပြီ။ချန်ပီယံလေးဝင်ဝင်ရမယ်အတင်းနေ။ကိုရီကအခုချိန်ဒီကွန်ညာလူလူကွန်ဘဲလူလူကွန်အလဲလူလူဖြစ်နေတာ။ဟုတ်တယ်မလား။အမေအစင်မပြေဘူးဗျာနော်အတင်းရဲ့လောက်ရက်တွေကိုကျွန်တော်ကြည့်ရင် ဘလောက်တီတော်မှာအရာရာအောက်ကျနောက်ကျဖြစ်နေတယ်လေကောင်းကောင်းတွေ့နိုင်တယ်သူများတွေ Champions League Semi-final တွေရောက်တယ်အဆင့်နှစ်နဲ့ယာစီတိန်းတော့မယ်နော်အဆင့်နှစ်နဲ့ယာစီတိန်းတော့မယ်သို့တော်လည်းပဲအော်အုံတိုင်းခွန်သူတန်း90တန်းကစားမတယောက်ကသဘောတူညီမှုရသွားပြီနော် Chelsea တို့ဘာလို့နော်ကျွန်တော်ဇန်နဝါရီပြောင်းရွှေ့တော်မှာကျွန်တော်တို့ဆွန်းဆွန်းမရှိသေးတာနော်ဗာလဲ Giovanni Quintana တို့ဘာလို့ကိုခေါ်ပလိုက်ပြီအဲ့လိုမျိုးတွေသူများအသင်းကြီးကကိုရီးယားအခုချိန်ကြီးကွန်ညာလားဘာညာလားမသိသေးဘူးနော်ဘယ်တော့မှမလဲတရားဝင်ကန့်လန့်မှုမျိုးလည်းအခုချိန်ကြီးမရှိသေးဘူး ဆွေးနွေးနေတယ်ချိတ်ဆက်နေတာလောက်နေနေကျွန်တော်ရောင်းပီပီဖြစ်နေတာသိရမလားဒါတော့မှဟိုသူများတွေလိုမျိုး club ball ကတွေဘာတွေကမ်းမှုမရှိဘူးเนาะအဲ့လိုအဲ့လိုမျိုးပြကြအတင်းရဲ့အချင်းကြီးကအရာအလုံးပဲပြောင်းနေသွားတယ်ဒါကြောင့်အခုလိုအချင်းကြီးမျိုးကြီးကမကောင်းလို့ပြောင်းလဲဖို့ကြိုးပမ်းနေနေရမှာအပြောင်းလဲကိုကျွန်တော်ကလက်ခံရမှာပဲကြိုးစားရမှာပဲအကယ်လို့များပြကျွန်တော်ပြောချင်တာနီးပြပဲဖြစ်ဖြစ်ကစားမှာပဲဖြစ်ဖြစ်ပေါ့เนาะသို့တော်လည်းပဲတေးကြတာတခုကတော့အခုတိုင်ဆက်သွားလို့မရဘူးအခုတိုင်ရင်ဆုတ်ပြတ်တက်နေတာကိုချက်စီနဲ့ပွဲစီမှာဗျာတဲ့เนาะအဲ ဆိုရောအာမတ်တို့တဲ့နော်ကက်စမဲရိုတို့ခေါင်းကြီးတို့ဘရူနိုတို့ကိုတေချာအနာပြီးထားရင်ကောင်းမယ်တဲ့နော်ထည့်မထားရင်ကောင်းမယ်တဲ့ကျွန်တော်ထည့်မယ်ထင်ပါတယ်ထည့်မယ်ထင်ပါတယ်အထူးသဖြင့်ဂျားထဲမှာလည်းနာရက်တီရခဲ့တဲ့ဒီပွဲပြီးရင်လည်းပဲယူရိုပါလိဖိုင်နယ်မတိုင်ခင်မှာနာရက်တီရအောင်မယ်ဆိုတော့နီးပြကတော့ထည့်မှာပါနော်နီးပြကတော့ထည့်မှာပါရိုဒရီဂိုကိုခေါ်နိုင်လားတဲ့မန်ချက်စတာစီးတီးကခေါ်ကြည့်နေတယ်ထင်တယ်ပြားလားရိုဒရီဂိုကတော့ပြောင်းလိမ့်မယ်လို့မထင်ပါဘူးရီယယ်မထွေကနေပြီးတော့အဲအမိုရင်ထုတ်ရင်ပြားတဲ့ဈေးကွက် အဲထဲမှာတဲ့နီးပြကောင်းကောင်းရှိမနေတာကစိုးတယ်တဲ့နော်အင်း Ipswich ကားတဲ့ Dilap ကိုဘလို့မြင်လဲတဲ့နော်ဒါတာမန်ပလီယာပါပဲနော်တာမန်ပလီယာပါပဲဟုတ်တယ်မလားနော်ကျွန်တော်တို့တာမန်ဘာအာမခံခြင်းမှမရှိပါဘူးကစားမှတာမန်တာမန်ပလီယာပါပဲနော်ဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်ပါเนาะပြောတာညင်းမရပါနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်ပါဆိုတော့ဟိုဒါဝန်ထမ်းတွေကိုလက်မှတ်ထိုးပြီးတာဒါဒါဒါထားတော့เนาะ United ကိုပေါ့เนาะ Europa League ရယူပေးဘူးတဲ့နီးပြမိုရင်ဟိုနဲ့ပတ်သက်ပြီးတော့လေသူပြောတော့ ဟိုကျွန်တော်မော်ရီယိုနဲ့စကားမပြောပြသေးဘူးဗောနော်တခုခုကိုအနိုင်ရပြီးတော့ပြိသက်တွေကိုတခုခုပြီးနိုင်တာကကျွန်တော်တို့အတွက်အရင်ကောင်းတဲ့အရာဖြစ်တယ်ဗောဗျာကျွန်တော်ကဟိုစီမော်ရီယိုလိုဖြစ်ဖြစ်ချားမန်နေဂျာတယောက်ရဲ့နေရာကိုဆက်ခံတာပဲဖြစ်ဖြစ်အရေးမကြီးဘူးဗောနော်အရေးကြီးဆုံးနေရာကဒီစုဖလားကကျွန်တော်တို့သွားကျင်တဲ့ထိပ်ပန်းနေရာအတွက်ပြန်ရောက်ဖို့အကူအညီပေးနိုင်တယ်ဆိုတာပါပဲဗောနော်အဲ့ဒါကိုပြောချင်တာဗျာယူရိုပါလိဂ်ဒီအရေးကြီးတယ်အချို့ကတော့ကျွန်တော်ယူရိုပါလိဂ်က စပားအတွက်ပဲရေးကြီးတယ်ထင်ကြတယ်ဘာလို့လဲဆိုတော့စပားကဖလားမရတာနှစ်ပေါင်း90ရှိပြီးဒီကောင်လေးเนาะဟိုဘာလဲဥရောပဖလားမရယူဘူးသေးဘူးဘာညာဒါမျိုးတွေကျွန်တော်လျှောက်ပြောကြပြီးတော့เนาะအလုံးကစပားအတွက်ပဲရေးကြီးတယ်ထင်နေကြတာเนาะကိုရီမန်ချက်စတာယူနိုက်တက်ရဲ့ဒီယူရိုပါလေးဖလားအများကြီးရေးကြီးပါတယ်မင်းမင်းဘယ်ဖလားတွေဘယ်နှလုံးရထားလို့နေနေဒီယာဒီမာဒီလိုအချင်းညီမျိုးနဲ့နောက်ယာဒီအရာအလုံးအဆင်ပြေဖို့ဆိုရင်เนาะကျွန်တော်ဒီဖလားဟာဒီယာဒီမာအင်မတန်ရေးကြီးပါတယ်ဒီယာဒီမာအင်မတန်ရေးကြီးပါတယ်ကျွန်တော်ဒါမှ Champions League ဝင်ခွင့်ကကျွန်တော်ရနိုင်ပါ Champions League ဝင်ခွင့်ရမှာကျွန်တော်ဝင်ငွေတွေကောင်းမှာเนาะ Champions League ဝင်ငွေဝင်ငွေကောင်းမှာကစားမားတွေဘာတွေကိုကျွန်တော်ဒါအပြောင်းလဲတွေဘာတွေကောင်းကောင်းလုပ်နိုင်မှာ Champions League ဝင်ခွင့်ရမှာเนาะကစားမားတွေက Champions League ဝင်ခွင့်ရတော့ကန်ကြီးစိတ်လာကြီးစိတ်ကျွန်တော်ရှိတာเนาะတခြားအသင်းတွေနဲ့အပြိုင်ကျူးမမီတော့ခေါ်တဲ့နေရာမှာလည်းအဆင်ပြေတာ Europa League ပလာ Manchester United တွေအများကြီးရေးကြည့်ပါတယ်အများကြီးကျွန်တော်ရေးကြည့်ပါတယ်เนาะ ဖိုင်နယ်မှာပေါ့နော်မနိုင်ခဲ့လို့ရှိရင်ရောက်လာမယ့်ဖိအားတွေအပေါ်ပေါ့ကျွန်တော်ကတော့ပြရတာမနိုင်ပါရီဆက်ဖြစ်ပေါ့နော်မနိုင်ပါရီဆက်ဖြစ်မလဲဆိုတော့ရှင်းနေပေါ့နော်ကျွန်တော်မနိုင်ပါရီဆက်ဖြစ်မလဲဆိုတော့ရှင်းနေပေါ့ဗျာဒါပေမဲ့ကျွန်တော်အဲ့လိုအချီနီမျိုးကိုတော့မတွေးတော့မထားဘူးပေါ့နော် အသင်းကဘလူးဝဲတွေကိုကောင်းကောင်းဖျက်ချော်နိုင်တဲ့ဒီအကြောင်းတွေအချင်းချင်းတက်တည်ပြထားပြီးသားဖြစ်တယ်ပေါ့ကစားမားတွေကလည်းအတွေ့အကြုံအများကြီးရှိတဲ့ကစားမားတွေဖြစ်တယ်အရေးကြီးတဲ့ပွဲတွေမှာအသင်းရှိနေကစားမားတွေပေါ့နော်ဒီကစားမားတွေကတက်တည်ပြပြီးသားသူတွေဖြစ်တယ်ပေါ့နော် အဲ့ဒီဘွဲအတွက်လည်းကျွန်တော်တို့အဆင်သင့်ပဲပေါ့နော်ဒါကိုသူပြောထားတယ်ဟိုကျွန်တော်ကတော့ဗျာနော်ဟိုမယုံဘူးနော်ဒါပြင်သူဆက်ပြောထားသေးတယ်ကစားမဘွားတော့ငါပေါ့နော်အဲ့ဒီဘိုလူဘွဲမှာကစားခဲ့ဘူးတယ်ပေါ့ဒီယူရိုပါလိဘိုလူဘွဲမှာပေါ့နော်စီဗီလာကိုသူတို့တွေရှုံးခဲ့တာထင်ပါနော်အဲစီဗီလာကိုသူရှုံးခဲ့တယ်ပေါ့နော်ဘယ်သူကမှကျွန်တော်တို့ကိုကက်ဖိုင်နယ်လစ်လို့မပြောဘူးပေါ့နော်အခုဘွဲကတော့ဘာပဲဖြစ်ဖြစ်နိုင်အောင်ကျွန်တော်ကြိုးစားရမယ်မဟုတ်လို့ရှိရင်ပေါ့နော်အဲခန်းစားချက်ကနော်ဒါဒီဒီချိန်ကြီးရောက်လာကြဒီမနဲ့ဖူးပေါ့ဗျာနော်ဆိုတော့ ဒါကြောင့်ကစားမားတွေကိုပေးခြင်းနဲ့မက်ဆီကတော့ရှင်းတယ်နိုင်အောင်ကစားမဟုတ်ရင်ဘာမှမတူတာပဲပေါ့တေးကြတယ်မဟုတ်ရင်ဘာမှမတူမြင့်မမင်းယူရိုပါလိမှာတော့ရှုံးပွဲမရှိဘဲနဲ့ဗနက်ပွဲထိတက်လာတဲ့ final ထိတက်လာတဲ့ဘာပဲဖြစ်ဖြစ်ဗျာမင်းတို့ကိုအားလုံးကမှတ်မိမှာကမင်းတို့ fly ရတယ်လားမရဘူးလားဆိုတာပဲရှုံးပွဲမရှိနေပဲတက်လာတက်လာနော်မင်းမမင်းရှုံးပြီးတော့ပဲတက်လာတက်လာကုလိုကလန်တက်လာတယ်ကြိုက်တယ်လို့တက်ဖလားမရရင်အလကားပဲဖလားမရရင်အလကားပဲပူဆူးမှာကယူရိုပါလိဖလားရအောင်မယူနိုင်ခဲ့ဘူးဆိုရင် ပရီးမီးယားလိကိုရက်တီတဲ့အချိန်ကြီးရပူပြီးတော့ဆိုးသွားမယ်အဆင့်16ရက်ပြစဉ်းစားကြည့်ဘာမှလည်းတရားဒီလိုအနေထားအောင်မြင်မှုလည်းမရှိဘူးဘာကြည်နေစရာဘာတူးတက်မှုမှလည်းကျွန်တော်မရှိဘူးပရီးမီးယားလိအဆင့်တန်းကိုကြည့်တော့လေအဆင့်16ရက်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်ကြည်နေစရာရှိမလဲကြောက်ပါနော်နှစ်သင်းနဲ့ကတသင်းကဖလားတစ်ခုရတယ်အဲယူရိုပါလိဖလားရတယ်ဆိုအဲ့တင်ကတော်တော်ကြီးကိုအချိန်ကြီးကောင်းသွားမှာချန်ပီယံစ်လိဝင်ခွင့်နေပါရင်ねဒါပေမဲ့တသင်းကဖလားမရဘူးဆိုတော့တသင်းကတော့မင်းသွားပြီပဲမင်းသွားပြီပဲမင်းတိုင်ပက်ပြီပဲ စပါးကတော့ကိုဒီဘက်မှာတိတ်ဂူးဆိုင်ချင်မှစိုက်ကြမယ်ဗျာဒီလားနော်ဟိုလူရောက်လို့ဒါပေမဲ့ Manchester United တင်ကြတော့အဲ့လိုမဟုတ်တော့ဘူးเนาะစဉ်းစားကြည့်နော်ဘာဖလားမန်ဘာအောင်မြင်မှုမလဲမရဘူးအဆင့်ကလည်း16တဲဆိုလို့ရှင်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့အနေနဲ့အချိန်ကြီးကောင်းမလဲအဲ့လိုတော့ကျွန်တော်ရှိတယ်နော်ဒါကြောင့်ကျွန်တော် Europa League Final မှာဖလားမရဘူးဆိုလို့ရှင်မြေပြင်ဘလူပဲရှုံဝဲမရှိဘူးဆိုပြီးတော့ပဲတက်လာတက်လာအရာအလုံးဟာအလကားပဲ ။နော်ဒါအမြင် तू ကတော့ကစားမားတွေကအထွေကြုံရှိပြီးသားပေါ့နော်။ကစားမားတွေကအထွေကြုံရှိပြီးသား तू ယုံကြည်တယ်ပေါ့ဗျာ။ဒီကစားမားတွေက final တွေပါလေအထွေကြုံရှိပြီးသားဖြစ်တယ်လို့ပြောထားတယ်။ကျွန်တော်တော့ဗျာမယုံဘူးမယုံဘူးဆိုတာကက်ဆမဲရိုတို့လည်း Champions League တွေယူထားတာပဲ။နော်။ Fernandez တို့ဆိုလို့ရှိရင်လည်း final တွေကစားထားတာပဲ။ဒါအပြင်ဘိုလူဖလားတွေလည်းရထားတာပဲ။ ਉਹ နန္နာတို့ဆိုလို့ရှိရင်လည်း Champions League ဘိုလူဝဲတွေကစားထားတာပဲ။ချက်စားမရတဲ့ဒီတိုင်းမြေအတန်းတန်တစ်ခုတည်းသူကနေသူရေးကြည့်တဲ့ပွဲတွေစားဘူးတယ်အဲဘ누구ကိုကျွန်တော်ယုံရလဲ ဘသူ့အယုံကလည်းအတင်းကချီနီကောင်းနေပါပြီဆိုတဲ့အချိန်မှာဂူသမားမြန်ထဖောက်လိုက်မလားနောက်တန်းကမြန်ထဖောက်လိုက်မလားတိုင်မှုတွေကကျွန်တော်စိတ်ပူပါသေးတယ်အခုကသူများအတင်းကိုစိတ်မပူပါဘူးပြည်သေးလားကိုရီကိုရီကိုရီအတင်းကိုပဲစိတ်ပူနေရတာအာကိုတင်းကဘယ်ကောင်းတော့ဘလူးမျိုးမှားလိုက်မလဲဘလူးမျိုးတိုင်ပတ်လိုက်မလဲဒါပဲကျွန်တော်ကကြည်နေရတာဆိုတော့ MOD ကတော့သူယုံကြည်ကြောင်းပြောထားတယ်ပေါ့ဗျာကစားမိုင်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ပြည်သက်တွေကတော့ဘယ်သူမှယုံကြည်တယ်လို့ကျွန်တော်မထင်ဘူးနော် MOD ကလည်းအားနာလို့သာပြောနေရတဲ့အချိန်မျိုးမှာရှိတယ်သူကစားမိုင်းတွေကိုယုံကြည်တယ်ဆိုတာ ဆိုတော့စောင့်တော့ကျွန်တော်ကြည့်ရပါမယ်အဓိကတော့ Chelsea နဲ့ပွဲစဉ်မှာ injury ပြဿနာတွေလောက်ကလွင်ကျွန်တော်ထူးထူးခြားခြားကြီးတော့သူပြောမထားပါဘူး final မှာလည်းဒီလစ်နဲ့ယူရိုတို့ပါနေလောက်လားတဲ့မတိသေးပါဘူးဆီယံသမိုင်းနော်အမိုရင်ကိုရန်ကိုကအခုချိန်မှာဘာမှမတိသေးဘူးလို့ပြောထားတော့မှာအဲဆိုတော့ကျေးဇူးများတယ်ပါတယ်အဲတစင်ချင်းကျွန်တော်ကပြားရဲဖြည်းဖြည်းချင်းသွားမှာတယ်နော်ဘယ်ဟုတ်နော်ဘယ်ဟုတ်တစင်ချင်းသွားမှာတော့ကျွန်တော်တို့တစင်ချင်းသွားအောင်လဲမနေတော့ဘူးလीနော် နော်ကျွန်တော်တို့တဆင်ချင်းများဖြစ်ဖြစ်နှစ်ဆင်ချင်းများဖြစ်ဖြစ်အရာအလုံးကပူကောင်းလာဖို့ကျွန်တော်တို့လိုတယ်။ဒါရိုက်လက်ဖာကူတန်ကြီးထွက်ကြတဲ့ကကျွန်တော်တို့ဒါတဆင်ချင်းသွားနေတာပဲအခုချိန်ကြီးကျွန်တော်ဘာမှမဟုတ်သေးဘူးနော်။ Okay ဆိုတော့ခြေတိများနေပါတယ်ခြေတိများနေပါတယ်အဲဆိုတော့လက်ရှိတော့ဒီကျွန်တော်တို့ဒါကြည့်နေတဲ့ညိုတွေကြောင့်900ကျော်ရှိပါတယ်တယောက်ချင်းစီတိုင်းကိုခြေတူပါဆိုတော့ဖော်ဖော်မချက်မှာကျွန်တော်ဒီနေ့ဒါ Premier League ပွဲစဉ်တွေရှိတယ်ဆိုတဲ့အခါကျတော့ ပရီးမီယာလိပွဲကြိုသွင်းတဲ့ချက်ကြီးကျွန်တော်လှုပ်သွားပါမယ်ဆိုတော့စောင့်ကြည့်ပေးကြဖို့လည်းမျှော်လင့်ပါတယ်ကြည့်ချူအားပေးတဲ့ညီကိုများလုံးကိုကြည်သူများတွေပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ